ချမ်းသာခြင်းရင်စိတ်ကိုပြင်းစိတ်ဟာလောကကြီးမှာအရေးကြီးဆုံးနဲ့အဓိကအကြဆုံးသောအရာလို့ပိဋကပေါင်းသူတော်ကောင်းတို့ထိုက်တဲ့လောက်သဘောပေါက်ကြပြီးဖြစ်မှာပါစိတ်ဒေနနိယတိလောကောလောကကြီးကို စိတ်ကခေါင်းဆောင်နေလောကကြီးဟာစိတ်ကြိုးကြိုင်တယ်လို့စိတ်ချေလေတယ်လို့ဖြစ်နေကြတယ်လို့ဒါကိုလည်းပဲကြားဖို့ရတယ်မဟုတ်လား ရှားဘူးကြတယ်နော်ဘလို့ကျူးကန်ချင်းလဲနေတာလဲဆိုတော့ကောင်းတဲ့စိတ်တွေကလောကကြီးကိုကောင်းအောင်ဖန်တီးနေတာမကောင်းတဲ့စိတ်တွေကလောကကြီးကိုမကောင်းအောင်ဖန်တီးနေတာရှိုးတာတွေကောင်းတာတွေအကုန်လုံးဟာအဓိကစိတ်ပေါ်မှာမူတည်နေတာဟုတ်ရဲ့လားစိတ်ယုံမာတွေကလောကကြီးကိုအကြီးတန်းအောင်အယုတ်ဆိုးအောင်ဖန်တီးနေကြတာလောကကြီးမှာ ဆိုးတာတွေအကုန်လုံးဆင်းရဲတာတွေအကုန်လုံးတို့သည်မကောင်းတဲ့စိတ်တွေကောင်းဆောင်ပြီးတော့အဲ့ဒီမကောင်းတဲ့စိတ်တွေရဲ့အလျောအားလျောစွာပြုလုပ်ထားကြတဲ့ကာယကံဝစီကံတွေကြောင့်ဖြစ်ကြတယ်။လောကကြီးမှာဆိုးနေတာတွေဒုက္ခရောက်နေတာတွေဆင်းရဲနေတာတွေယုံမှားမှုတွေရက်စက်မှုတွေအဲ့ဒီလိုမကောင်းတာတွေအကုန်လုံးဟာ သိုးတဲ့စိတ်ရဲ့အလိုကျပြုထားကြလို့ပြောထားကြလို့မကောင်းတာတွေအကုန်လုံးဖြစ်နေတာတခါကြီးဒီမိုင်မြန်ဉာဏ်ရှိပါတယ်ချက်ထွင်ပြီးတော့စဉ်းစားကြည့်နော်လောကကြီးမှာကောင်းတာတွေအကုန်လုံးချမ်းသာတာတွေအကုန်လုံးအရှင်ပြေတာတွေအကုန်လုံးအဲ့ဒါတွေဟာကောင်းတဲ့စိတ်ရဲ့စည်စားမှုအရပြုထားကြလို့ပြောထားကြလို့ကောင်းတာတွေဖြစ်နေတာဟုတ်လားအဲ့ဒီတော့သိုးအောင်ဘယ်သူပြုနေတာလဲလို့မေးရင်သိုးတဲ့စိတ်တွေကပြုတာ ကောင်းအောင်ဘယ်သူပြုတာလဲလို့မေးရင်ကောင်းတဲ့စိတ်တွေက ပြုတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒေသနာတော်တွေမှာဆိုးတဲ့စိတ်ကောင်းတဲ့စိတ်တွေဟာလောကကြီးကိုခြေလှယ်နိုင်စွမ်းအားကြီးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတယ်မနောပုပ္ပင်္ဂမဓမ္မမနောတ္တာမနောမေယမနတ္တာစီပတ္တန္ဒီနာပါတတိဝါကရောတိဝါ တတောနံဒုက္ခမနွေတိသက္ကံဝဝဟာတောပဒံစိတ်ဟာအရာရာကောင်းဆောင်မကောင်းတဲ့စိတ်တွေနဲ့ပြုကြမယ်ပြောကြမယ်ဆိုလို့ရှိရင်ဒုက္ခတွေဟာတတိတဒံကြီးနောက်ကနေပြီးတော့လိုက်လာမှာပဲနွားချေရာရဲ့နောက်ကိုလှဲပင်းရာကြီးအစင်လိုက်တယ်လို့မကောင်းတဲ့စိတ်တွေနဲ့ပြုကြမယ်ပြောကြမယ်ဆိုရင်ဒုက္ခတွေဟာနောက်ကနေပြီးတော့မဆုံးနိုင်အောင် မရေမတွက်နိုင်အောင် လိုက်လာမှာပဲတဲ့ဒါကြောင့်ဒုက္ခတွေအားလုံးဟာမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ပြုထားကြပြောထားကြလို့ဒုက္ခတွေဖြစ်ကြတာမဟုတ်လားဗျနော်အေးဘာကြောင့်ဦးဇင်းတို့ကဒါကိုပြောနေရတာတုံးဆိုတော့စိတ်ကိုပြင်ရှင်စိတ်ပေါ့မကောင်းတဲ့စိတ်တွေဟာဘလို့ဆိုးတဲ့အကျိုးတွေကိုဖြစ်စေပါတယ်လို့ပထမဦးစွာနားလည်ဖို့မလိုဘူးလားဒါမှအိုးမကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်ဖြစ်အောင် ပြင်သင့်တကူလို့ပို့ပြီးတော့နားလေသဘောပေါက်လာမှာဟုတ်လားဦးဇင်းတို့ကရည်ရွယ်ချက်လေးနဲ့တရားကိုဟောပါလေဗျာအခုဦးဇင်းဒီနေ့လေခွင်းမှာဘာတွေပြောဖို့ရည်ရွယ်ထားတော့ဆိုတော့မကောင်းတဲ့စိတ်တွေဟာအင်မတန်ကြောက်စရာကောင်းတယ်ဆိုတာကိုပြောဖို့ဦးဇင်းရည်ရွယ်ထားတယ်ကောင်းတဲ့စိတ်တွေဟာအင်မတန်အားကိုးစရာကောင်းတယ်အင်မတန်မြတ်လို့စရာကောင်းတယ်ဆိုတာလေးကိုပြောဖို့ရည်ရွယ်ထားတယ်အဲ့ဒီအချက်နှချက်ကိုပြောပြီးတော့ ကောင်းတဲ့စိတ်ဖြစ်ဖို့မကောင်းတဲ့စိတ်တွေမဖြစ်ဖို့မိမိရဲ့စိတ်ကို ပြင်ဆင်ဖို့လိုအပ်ပါတယ်ဆိုတာလေးကိုပို့ပြီးတော့သဘောပေါက်စေခြင်းနဲ့ဏီကုံးချုပ်အနေနဲ့အဲ့ဒီလိုသဘောပေါက်ပြီးတဲ့နောက်စိတ်ကိုပြင်ဆင်ဖို့လိုအပ်လာပြီဆိုတာကိုသဘောပေါက်လာပြီးတဲ့နောက်အဲ့ဒီစိတ်ကိုဘယ်လိုပြင်ဆင်ကြ မလဲဆိုတာလေးကိုဏီကုံးချုပ်အနေနဲ့ပြောကြည့်အချက်၃ချက်ပြောသွားမှာနော်မကောင်းတဲ့စိတ်ဟာလောကမှာ ကြောက်စရာအကောင်းဆုံးအယုတ်ဆိုးဆုံးအကြီးအတန်ဆုံးမကောင်းတဲ့စိတ်ဒီသာလင်လောကမှာတကယ်အဆိုးဝါးဆုံးဆိုတာကို ပြောခြင်းတယ်ကောင်းတဲ့စိတ်ဒီသာလင်အရာရာကိုကောင်းစီတယ်ကောင်းတဲ့စိတ်ရဲ့အစွမ်းကိုဒုတိယပြောခြင်းတယ်ဟုတ်လားအဲ့ဒီလိုပြောလိုက်တော့ပေးတတ်တို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်ကနေကောင်းတဲ့စိတ်တွေဖြစ်လာဖို့ပြင်ဆင်ခြင်းတဲ့စိတ်တွေပို့ပြီးတော့သဘောပေါက်မလာပြီဘူးလားပေါက်လာမယ် အဲ့ဒီအချိန်မှာစိတ်ကိုဘယ်လိုပြင်ဆင်ကြမလဲဆိုတာလေးကိုဦးဇင်းတို့ပြောမယ်။ဘယ်နဲ့ချက်လဲ။သုံးချက်ဟုတ်လား။ဒါကြောင့်မြတ်စွာဘုရားက မကောင်းတဲ့စိတ်တွေဟာအင်မတန်ဆိုးပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒေသနာတော်လေးတစ်ရက်ရှိတယ်ဥပမာလေးနဲ့ပြောတယ်ဗျာ။ဒီတော်ဒီတန်ယံတံကိရာဝီရိဝါပနဝီရိနံ မိဇာပဏိဟိတံစိတ်တံပါပိယောတံတတောကရိတိသောခိုးသူတယောက်သည်တိတံခိုးသူတယောက်ကိုဝေရီနံယံသူတယောက်သည်ဝေရီနံယံသူတယောက်ကိုယံတံကရိရာအကျဉ်ကျူးမဲ့တော်မူကိုပြုလျာ၏တတောထိုကဲ့သို့ယံသူတယောက်ကယံသူတယောက်ကိုအကျိုးမဲ့၏ပြုတာ၏ထက်မိဇာပဏိဟိတံစိတ်တံမာယွင်စွာသောတရားတော်စိတ်သည် ဝါမကောင်းသော စိတ်တို့သည်ပါပီရောဆင်းရဲအောင်ယုံညံ့အောင်ကြေကြေရပြုနိုင်ပေ၏ဒီဒေသနာတော်လေးအင်မတန်စိတ်ဝင်စားစရာကောင်းတယ်မုံဒီနေတဲ့အချင်းချင်းမုံဒီနေတဲ့ရန်သူတွေတွေ့ကြပြီဆိုလို့ရှိရင်မုံလည်းမုံနေတဲ့ရန်သူလည်းဖြစ်နေတယ်ဆိုတော့ညာတာတဲ့သဘောထောက်ထားတဲ့သဘောမရှိဘဲနဲ့တယောက်ကိုတယောက်အကျိုးမဲ့တွေဆင်းရဲဒုက္ခတွေ စိတ်ရှိလက်ရှိပြေးပြီးတော့တယောက်ကိုတယောက်ဒုက္ခပေးကြမှာပဲဘာဖြစ်လို့တုံးဆိုတော့ယန္တူတွေမုန်းတဲ့လူတွေဖြစ်နေလို့ပေါ့ဟုတ်လားအဲ့ဒီလိုယန္တူတယောက်ကယန္တူတယောက်ကိုဒုက္ခပေးတာထက်မကောင်းတဲ့စိတ်တွေက မကောင်းတဲ့စိတ်ပိုင်ရှင်ကို ပိုးပြီးတော့ဒုက္ခပေးနိုင်ပါတယ်တဲ့ဒါလေးပြောထားဟုတ်လားယန္တူအချင်းချင်းနှိပ်စက်ကြတာတွေဖြစ် မကောင်းတဲ့စိတ်ကြီးကမိမိကိုပို့ပြီးတော့နှိမ့်ဆက်နိုင်တယ်မကောင်းတဲ့စိတ်ကြီးကလောကကိုပို့ပြီးတော့နှိမ့်ဆက်နိုင်တယ်သဘောပေါက်တယ်နော်အဲ့ဒီတော့မြတ်စွာဘုရားကဒီဒေသနာတော်လေးကိုဟောထားတော့ပိဋကတ်တော်ကဉာဏ်ရှိပါတယ်မိမိဘဝမှာတွေ့ကြုံခဲ့ရတဲ့ဒုက္ခတွေတပါးသောသူတွေရဲ့ဘဝမှာတွေ့ကြုံနေကြရတဲ့ဒုက္ခတွေဘာကြောင့်ဖြစ်တယ်လဲလို့စစ်စစ်ပေါက်ပေါက်အရင်ကြကြဝေဖန်ကြည့်မယ်ဆိုရင် ဲ့ဒီမကောင်းတဲ့စိတ်တွေကြောင့်ဖြစ်ကြတာပဲဗျဟုတ်ရဲ့လားအေးဒါကြောင့်မကောင်းတဲ့စိတ်တွေယံသူတွေထက်ပုံမူ၍ကြောက်เสียကောင်းတဲ့ယံသူဟုတ်ရဲ့လားယံသူချင်းချင်းနှိမ့်ဆက်တာတဲ့ဒုက္ခပေးတာတဲ့မကောင်းတဲ့စိတ်ကပိုပြီးတော့ဒုက္ခပေးနိုင်ပါတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကဘလောက်ထိဥပမာနဲ့ပြောထားလဲဆိုလို့ရှိရင်နောက်ထပ်ထင်ရှားတဲ့ဥပမာလေးတစ်ခုထပ်ပြောမယ်မြတ်စွာဘုရားလက်ထက်က ကောသလမင်းကြီးမြတ်စွာဘုရားရဲ့ထံတော်ဘာကိုရောက်သွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့ဒီလူသားတွေဒီတတ္တဝါတွေချမ်းချမ်းသာသာလည်းနေခြင်းကြတယ်ဘေးကင်းရန်ကင်းလည်းနေခြင်းကြတယ်ဒါပေမဲ့တတ္တဝါတွေမချမ်းသာအောင်စိတ်တွေဆင်းရဲအောင်ပူလောင်အောင်အကျိုးမဲ့အောင်ဘယ်လိုစိတ်ဓာတ်တွေကပြုနေတာတုန်းလို့မြတ်စွာဘုရားကိုမေးတော့အဲ့ဒီမှာမြတ်စွာဘုရားကတခါကြီးအလိုဆန္ဒတွေ မကြည်နှံ့မှု တွေတွေးဝေးမိုက်မဲမှုတွေဒီမကောင်းတဲ့စိတ်တွေဟာတတ္တဝါတွေကိုဆင်းရဲအောင်ပင်ပန်းအောင်အကျိုးမဲ့အောင်ပြုနေတာပဲဆိုပြီးတော့နေကုန်းကျုပ်လေးမှာဂါထာလေးတစ်ပုဒ်မြတ်စွာဘုရားကောသလမင်းကြီးကိုဟောထားတာရှိလောဘဒေါသသမောဟသံပုရိသံပါပစေတတံဟိန္တံဒီအတ္တသံဗုဒ္ဓံတဇတာရံဝတံဖလံ လောဘောဒေါသောစာမောဟောစာပုရိတံဘာပစီတတံလူခြင်းမှုတွေမကျေနပ်မှုတွေတွေ့ဝေမိုင်မဲမှုတွေဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်တို့သည်အဲ့ဒီမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်ကိုအဖြစ်ခံတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့အလားတလံတူတယ်လဲဆိုတော့ဟိန်တန်တိအတ္တတံဘူတာတဇသာရံဝတံဖလံ ။တံဖလံမိမိရဲ့အတိတိတဇာတာရံအခွန်လျင်အနှစ်ရှိသောကျူပင်ဝါပင်ကို ဟိန်တန်တိဣဝဖြစ်စီတပ်ဖြတ်တကဲ့သို့အတ္တတံဗုဒ္ဓမိမိရဲ့အတွင်တဏ္ဍာမှာဖြစ်ပေါ်၍နေကြကုန်သောလောဘဒေါသမောဟဆိုတဲ့သဘောတရားတို့သည်ပုရိသံပါပစီတတံထိုကဲ့သို့သောယုတ်မာသောစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကို ဟိန်တန်တိဖြစ်စီတပ်ဖြတ်တတ်ကုန်၏ ကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာဖြစ်လာရင်ဘာနဲ့တူတယ်လဲဆိုတော့ဝါသီးသီးပြီဆိုတော့အဲ့ဒီဝါသီးလည်းသီးပြီရောဝါပင်ဟာတည်တော့တာပဲဟုတ်ရလားကျူသီးသီးပြီပြီဆိုရင်အဲ့ဒီကျူပင်ဟာတည်တော့တာပဲအဲ့ဒီဝါသီးကျူသီးဟာသူ့ရဲ့မိခင်အပင်ဖြစ်တဲ့ဝါပင်ကျူပင်ကို အသေးတတ်တယ်လို့မျိုးမကောင်းတဲ့စိတ်တွေမိမိတို့ရဲ့တတိပညာလိဟင်းမှုကြောင့် ဖြစ်ပေါ်သွားတာနဲ့တပြိုင်တည်းထင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုဆင်းရဲအောင်ဒုက္ခရောက်အောင်တပ်ဖြတ်သောနီးနဲ့တပ်ဖြတ်တတ်တယ်တဲ့ဒါကြောင့်မကောင်းတဲ့စိတ်တွေဖြစ်ရတာဟာဒီဒေသနာတော်အလိုရပေသည်ပြီးတာဟင်ဒကမကြီးတွေမကောင်းတဲ့စိတ်ဖြစ်ရတာဟာဘာဖြစ်တယ်ပေသည်ပြီးတာဗျဒီနေရာမှာသေတယ်ဆိုတာကလည်းပဲအမျိုးမျိုးရှိပါ ဘုံကနေလဲပြီးတော့မလှုပ်နိုင်မရှားနိုင်အသက်ရှူရက်သွားမှသေတာလို့ခေါ်တာမဟုတ်ဘူးလေအဲ့ဒီသေခြင်းကတော့လူတိုင်းနားလေတာပေါ့ဗျဟုတ်လားနောက်ထပ်သေတယ်ဆိုတာအမျိုးမျိုးရှိတယ်ဒီအသက်ဇီဝိတယုံနာခန္ဓာအစဉ်ပြတ်ပြီးတော့ဘဝပြောင်းသွားတယ်နောက်ဘဝတစ်ခုဖြစ်သွားတယ်ဒါလည်းသေတာပါပဲသို့တော့သေခြင်းကအမျိုးမျိုးရှိတယ်သူတော်ကောင်းသက်သေတယ်ဆိုတာလည်းရှိသေးတယ်လေဟုတ်လားဘာသက်သေတယ်သူတော်ကောင်းသက်သေသွားတာလေ ူတော်ကောင်းတက်ကပါလဲဆိုတော့ဟိရိဥတ္တပတရားဟာသူတော်ကောင်းရဲ့အသက်တည်းနော်မကောင်းတာလို့ရမှာပြောရမှာကို ရှက်တဲ့သဘောမကောင်းတာတွေလို့ရမှာပြောရမှာဟာကြောက်စရာကောင်းနေဆင်းရဲတဲ့အကျိုးတွေပြီးမှာပဲလို့နားလည်ပြီးတော့ကြောက်တဲ့သဘောဟုတ်လားမကောင်းတာဒီသာနဲ့ရှက်စရာမကောင်းတာဒီသာနဲ့လောကမှာကြောက်စရာလို့နားလည်ပြီးတော့အဲ့ဒီရှက်ချင်းကြောက်ချင်းဒီသူတော်ကောင်းတို့ရဲ့ အသက်အဲ့ဒီအရှက်အကြောင်းမရှိတော့တဲ့တပြိုင်တည်းသူတော်အသက်သေသွားပြီဟုတ်ရဲ့လားဒါကြောင့်လောဘဒေါသမောဟဖြစ်လာလို့ရှိရင်အဲ့ဒီသူတော်ကောင်းအသက်ကသေတာပဲဟုတ်ရဲ့လားလူချင်းမှုအာကြီးတော့ပေးတတ်ရင်ရှက်သေးလားမရှက်တော့ဘူးရရင်ပြီးတော့လုံးဝပဲလေလူချင်းမှုတွေအာကြီးလာပြီဆိုတော့